ယ်မင်္ဂလာပါရှေးဥစွာဖျိုင်းကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခွန်အားယူစရာဝိညာဉ်အစအစစ်မှပြန်လဲကျူဆိုလိုက်ပါလေဒီကနေ့ချစ်ချောက်ယူသေးပါဆိုတဲ့ကောင်းစီအောင်မှပြန်လဲဆင်ချင်းခွိုင်းကြရအောင်ကဘာပေါ်ရှိလူသားအားလုံးကိုဘုရားသခင်ကသူ့ကိုချစ်ချောက်ယူသေးဖို့သူအလိုရှိပါတော့လေလောကလူသားများဟာဘုရားရဲ့စကားကိုမတိမမချင်ပဲအသက်ရှင်ကြပါလေအဓိကနေတာမညာကိုမခွဲခြားချင်ကြတော့ဘူးတို့ဒီသူခရိယံယုံကြည်သူများလေလောကလူသားသနာပလူတွေလူပဲ မိမိရဲ့ဖယားသခင်ကိုချစ်ကြောက်ယုံကြည်ခြင်းမရှိလာကြသောဘူး။ဘာကြောင့်လဲ?လောကကိုကြည့်ပြီးအသက်ရှင်သောကြောင့်လောကအရာတွေကိုဆွဲမက်လာသောကြောင့်အောင်မြင်ကြောကြမှုကိုပဲလိုလားလာသောကြောင့်ဖြစ်ပါလေ။တမန်ကျမ်းစာကဒီနေ့ကျွန်တော်ကျွန်မတို့ကိုဗာဒတိပေးနေပါသလဲ။ရှမတဲ့ခရုံကျမ်းခန်းကြီးတစ်ဆယ်ခန်းငယ်၂၈တဏိကကိုခန္ဓာကိုယ်တာတာ၍စေဝဉ္ဉင်ကိုမတန်နိုင်တော်သူကိုမကြောက်ကြနှင့် ကိုခန္ဓာနှင့်စိတ်ဝိညာဉ်ကိုငရေ၌ဖြစ်စည်းနိုင်သော သူကိုတာ၍ကြောက်ကြလောကိုခန္ဓာနှင့်စိတ်ဝိညာဉ်ကိုငရေ၌ဖြစ်စည်းနိုင်သူဟာလောကဖျားများ လောကနာများလောကမှာရှိသောလူအကြီးအကဲများမဟုတ်ပါသောရဖျားသခင်တပါးဒီပဲဖြစ်ပါလေဒီနေ့ဖျားရဲ့တာသမီများအဲ့ဒီသောရဖျားသခင်ကိုကြောင်းယုံပြီးအသက်ရှင်နေပါသလားဒါမှမဟုတ်အဘေရဖို့မှမူတည်ပြီးအသက်ရှင်နေပါသလားနတ်ဆိုးလောက် သင်ဖယားတခင်ကိုကြောက်ရွံ့ရလားနတ်ဆိုးများကဖယားတခင်ကိုကြောက်ရွံ့နေတာမကတုံလှုပ်ကြပါလေလို့ကျမ်းစာကပြောပါတယ်ရာကုန်ခန်းကြီးနှစ်အခန်းငယ်19ကိုဖတ်လို့ပါလေဖယားတခင်တဆူဒီရှိသည်ဟုတင်းနေယုံဤကောင်းပေနတ်ဆိုးတို့သည်ယုံ၍ကြောက်ရွံ့တုံလှုပ်ကြဤလို့ပြောပါတယ်ဖယားတခင်ဟာပြောတဲ့အတိုင်းလုပ်တဲ့ဖယားတရားစီရင်တဲ့ဖယားအသက်ရှင်တဲ့သုတီတော်ဖယားတခင်ဖြစ်တယ်ဆိုတာနတ်ဆိုးများက ယုံ၍ကြောက်ရွံ့တုံ့လောက်ကြပါလေ။နတ်ဆိုးမှာရှိတဲ့ကြောက်ရွံ့ခြင်းမျိုးတင့်မှာရှိရလား။ဒီနေ့ဖျားကိုကြောက်ရွံ့အသက်ရှင်ဖို့အရေးကြီးသလိုနတ်ဆိုးတွေရဲ့လက်ဖျားမှုကိုလည်းသဘောပေါက်နားလည်ဖို့အရေးကြီးပါလေ။စာတန်ရဲ့ပယောဂနတ်ဆိုးတွေရဲ့ပယောဂဟာဒီနေ့ဤကဘာလောကထဲမှာပြန့်နှံ့လျက်ရှိနေတုံးပါပဲ။တင်းယေရှုဖျားကိုယုံကြည်လက်ခံရင်ကဲတင်ခြင်းရပြီပဲ။ကောင်းကင်နိုင်ငံမှာတင်းဝင်စားရပြီပဲ။ကဲတင်ခြင်းကမဆုံးရှုံးပါဘူး။ ဒါကြောင့်တင်းကြိုက်တယ်လို့အသက်ရှင်လို့ရပြီတင်းကိုဖရာသခင်ကခရစ်တော်အဖေခွင့်လို့ပြီးသားပါတနင်္ဂနွေနေ့ဖရာကျောင်းတခါတလေမတည့်ရင်လည်းရပါတယ်ဘာမဆိုလို့လို့ရပါတယ်တစ်ချိန်ကအေဝါကို ပြောခဲ့တယ်လို့ဒီနေ့ကျွန်တော်ကျမတို့ကိုလည်းဒွိဟာဖြစ်အောင်ဒွိခေါ်ခိုင်းနေပါတယ်ဆရာဟာဖရာသခင်ကိုဘယ်လိုမှမတိုက်ခိုက်မအောင်မြင်ပါတော့ကြောင့်ဖရာရဲ့တာသမီများကိုယနေ့ ဖယားနဲ့မိထားပြပြအောင်ဖယားနဲ့ဝေးကွာသွားအောင်ဖယားဘုံမထင်ရှားအောင်နှုတ်ကပတ်တော်နဲ့ပါပါလေးတွေးဆောင်နေတာကိုတတိယကြရအောင်ကဘာပေါ်ရှိလူသားများခရစ်တော်ယေရှုအားဖြင့်လွတ်ခြင်းအခွင့်ရရှိပြီးပါပြီတင်ကြိုက်တယ်လို့သက်ရှင်ဖို့ယေရှုခရစ်တော်ဖယားတင်းကိုရွေးနှုတ်ခဲ့တင်ထားတာမဟုတ်ပါသူ့အကြိုက်သူ့အလိုတော်တိုင်းသက်ရှင်ဖို့တင်းကိုရွေးချယ်ထားတယ်ဆိုတော့ကိုတတိယဆီချင်ပါတယ်ဒီနေ့တင်သူ့အကြိုက် သူ့အလိုတော်အတိုင်းအသက်ရှင်ပါရဲ့လားသူ့အလိုတော်သူ့အချက်အသက်ရှင်နိုင်ဖို့သူ့စီမှာနေစဉ်ခွန်အားတောင်းပါတင်းရဲ့ဘဝကိုသူ့ထံအနံ့ပါတင်းမလွတ်မြောက်နိုင်တော့တမချင်းတင်းမကျော်ဖြတ်နိုင်တော့ခတ်တဲ့တော့အမှုအရာများကိုသူ့ကိုပေးအပ်လိုက်ပါ သူ့ကိုတာဝန်ယူဖြစ်ရှင်းခိုင်းလိုက်ပါတင်းရဲ့ဘဝထူးဆန်းမှုထူးခြားမှုဖြစ်လာပါလိမ့်မယ်ဖယားခင်တံမိမိရဲ့ဘဝအတက်တာ ်လုပ်ငန်းတွေကိုမအနန္တယုံကြည်သူအများရှိပါတော့လေသင်ကတော့မိမိရဲ့အသက်ရှင်မှုကိုအနားလိုက်ပါဘဝမှာဖျားမပါတော့အသက်ရှင်မှုဟာအတိတ်ပဲရှိနေမှာမဟုတ်ပါဒီနေ့အလုံးနောက်ကြမှာကြောက်တယ်အလုံးပြုတ်သွားမှာကိုကြောက်တယ်လူများအထင်သေးမှာကိုကြောက်ကြတယ်ဆင်းရဲမှာကိုကြောက်ကြတယ်လောကမှာကြောက်ရွံ့ခြင်းအမျိုးမျိုးနဲ့ရင်ဆိုင်နှပန်းလုံးနေကြရတဲ့ခရယာများရှိကြပါတယ်အဲ့ဒီထဲတင်းပါမသွားပါနဲ့စုတောင်းအဖြစ်ရှာပါ ဘုရားတခင်ပဲတင့်ကိုအောင်မြင်ခြင်းအခွင့်ပေးမှာပါရာခဟာယေရခေါစစ်သားတွေကိုမကြောက်မရွံ့ပဲတရှိုးနေရောက်ကိုဖွက်ထားခြင်းဟာဘာကြောင့်လဲဣတိလလူတွေရဲ့ဘုရားတခင်ကိုကြောက်ရွံ့ယုံကြည်သောကြောင့်ဖြစ်ပါလေရာခရဲ့ယုံကြည်ခြင်းကြောက်ရွံ့ခြင်းဟာဒုမအတွက်ဒါမကဒုမရဲ့ဆွေမျိုးအားလုံးကိုဝါမြောက်စေခဲ့ပါလေသာရဘုရားကိုချစ်ကြောက်ယိုတည်ခြင်းရဲ့ရလကတော့အောင်မြင်ခြင်းဝါမြောက်ခြင်းဖြစ်ပါလေဒါကြောင့်လောကအရာတွေကို ြောက်ရွံ့ခြင်းမရှိဘဲဖရာသခင်ကိုကြောက်ရွံ့ယုံကြည်ပြီးအသက်ရှင်ကြရအောင်။အောင်မြင်ခြင်း၊ဝါမြောက်ခြင်းရဲ့စံကျင်ဘက်စကားလုံးဟာမအောင်မြင်ခြင်း၊ဝါမမြောက်ခြင်းဖြစ်ပါလေ။ဒါတွေကိုရွေးမယူဘဲအောင်မြင်ခြင်း၊ဝါမြောက်ခြင်းကိုရွေးယူကြပါစို့လို့အနည်းငယ်ခွန်အားပေးပါရစေ။ကျမ်းစာတို့ရောက်နိုင်ဖို့ဖရာကောင်းကြီးပေးပါစေ။